အားလုံးပဲမင်္ဂလာပါတရီတာကနေပြန်နေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဖြစ်ရဲ့စမ်းကြယ်တွေကိုမှတိုက်နှစ်သက်တဲ့တရီတာရဲ့နားထောင်တဲ့ပရိသတ်တွေတွေ့ဆရာတာတီရဲ့အကြောင်းမျက်လုံးခုဆိုတဲ့ဝိထုကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သုံးစံအတိုင်းပဲဝိထုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးတော့ကြဖို့မြစ်တာရက်ခံပါရခင်ဗျာနဒေါ်လာလေးဗျာအေးချက်ကလွန်ရောဆောင်းချုံလို့လည်းမနှွေး ကွေးလိုလည်းမလုံးအိတ်လိုလည်းမပြော နောက်ညတွေဆိုရင်တော့မီးလုံရတော့မယ်ထင်သေးဗျကျုပ်တောင်အိတ်မပြောမှတော့အဘတို့အမေတို့ဆိုရင်ပိုဆိုးတာပေါ့ဗျာအဘသန်နေတော့အချင်းကတကောင်ကြောဗျတမိုးဘော်ကိုတခုခုကြားတဲ့အတန်းဗျဟဲ့ဒါဒီနင်နိုးနေလားအမေကကျုပ်ကိုလှမ်းမိတယ်ကျုပ်ကလည်းဘာသန်လဲလို့နားစိတ်နေရကနေအမေကိုဖြေလိုက်ရတယ်နိုးတာမဟုတ်ဘူးအမေရအိတ်လို့ကိုမရအေးချက်ဗျာဟဲ့ဒါဒီ နင့်ကိုအေးတာပြောမလို့မဟုတ်ဘူးတောင်းအောင်နဲ့ဘာတန်ကြားတော့လို့ကြားလာကျုပ်ကြားတယ်အမေအဲ့ဒါပဲနားဆင်နေတာဘာတန်တော့မသိဘူးဗျပမိုးတန်လို့ထင်တာပဲအိမ်ခေါမောအုံးသီးတွေ့ကြတာထင်နေအမေကသူထင်တာပြောတာပြောအခုကြားတာတောင်းပိုင်းကမလားတောင်းပိုင်းကအောင်စင်တို့ဝိုင်းကအုံးမင်းကြီးတွေပြီးလို့ရှိမှာအဲ့ဒါအိမ်ခေါမောဘောကိုကြွေကြတာဖြစ်မယ်ဗျအမေပြောသလိုမဟုတ်ဘူးဗျကျုပ်တိတိကျကျကြားလိုက်တာပဲ အုံးကြီးကျရင်အုံးဆိုတဲ့အတန်းတစ်ချက်ပဲမိမှာပေါ့ဗျအခုကအုံးအုံးဝုံးဝုံးဆိုပြီးထမိတာဟာမိပြန်ပြီဗျဒါအိမ်ခေါင်းဘူးပေါ်တွေမှာလူတယောက်လမ်းလျှောက်ပြေးနေအတန်းဗျဟောဟောကြလာတာလေဒါအုံးကြီးကျတာမဟုတ်ဘူးခေါင်းဘူးတွေကလျှောက်ပြေးနေတာဟဲ့ကြောင်နေပြေးနေတာထင်ပါရဲ့အင်းဟုတ်မယ်အမေဒါပေမဲ့ကြောင်ဆိုရင်လည်းအကောင်ကြီးကြီးဖြစ်မယ်ဗျဟဲ့ဒါဒီအောင်ဖေတို့အိမ်ကကြောင်ကြီးတွေများခွေးလောက်ရှိတာအားလုံးတင်းထားပြီးတာပြီးတော့ ကွန်ဒီနဲ့တညက်ကလေးရောထားအလုံးကလေးလုံးပြီးပါဇက်ထက်ထက်တွေ့ပြီးသလားတန်ကြတယ်ဆိုလားပဲမဲတယ်ကောင်းကြီးတွေမဟုတ်ဘူးခဲ့အမေပြောတာလည်းဟုတ်တာဗျကိုအောင်ဖေတို့အိမ်ကကြောင်ကြီးတွေကတော်တော်ကိုကြီးတာကြောင်သိန်းကြီးတွေလေဗျာကျုပ်တော့ငရဲကြောက်လို့ကျုပ်တို့ကြောင်ကိုမသိအောင်မအောင်ဗျာဟဲ့တတေအဲကြောင်မဟုတ်တော့ဘူးကြောင်ထက်အပေါင်းကြီးကြီးရဲ့ဟဲ့ငွေစိန်ကြောင်မဟုတ်ရင်စင်နေပါလေလားမှမသိတာ တော်စံကိုညာပောက်ကြရပြောဖို့ပဲတည်တယ်ရှင်မကြောက်လားအတန်နေအကြားပါတယ်ငွေစိမ့်ရငါလည်းနားထောင်နေတာပါဟဲ့ဟောရွာထဲကကင်းနေတန်ချောင်းခောက်ပြီပြို့တန်ချောင်းကိုတစ်ချက်ချင်းမှတ်မှန်ခောက်တာဗျဒါကရွာကိုတတိပေးတာလုံးလုံးချာချာနေကြဖို့တတိနဲ့နေဖို့ပေါ့ဗျာယောက်ျားမှန်သမျှတအိမ်တယောက်ထွက်ဆိုရင်တန်ချောင်းကိုအတွဲလိုက်ခောက်တာဗျအခုဟာကတတိပေးုံပေးတာပါကျုပ်တို့ဝမ်းရှည်လန်ကဖြတ်ပြေးသွားတဲ့အတန်းပြ ဟောကင်းကလည်းတန်ချောင်းကိုအတွဲလိုက်ခောက်ပြီးပြို့ဖုန်ညာဖုန်ညာအေးနိုးတယ်ဟေးဆမ်းမောင်းကြီးနိုးတယ်နိုးတယ်ဤငွေဆိုင်ဤငွေဆိုင်အေးနိုးတယ်ဟေးလုံးတင်ဟေးအကြီးတို့နိုးတယ်တောင်ဘက်မြောက်ဘက်ကဝိုင်းတွေကအဘနဲ့အမေကိုလှမ်းနှိုးတာပြို့တယောက်နဲ့တယောက်အတန်ပေးကြတာပေါ့ဗျာဟာကျုပ်တို့နားကြီးနှာမုံနေကြပြီပြို့မှုတ်လိုက်တာမှတဖူဖူးကိုဖြစ်နေတာပဲဟာတောင်ဘက်ဝိုင်းကခွင်းနှကောင် ကြောက်ပြီးអော်နေတဲ့အတံဖြို့တကယ်ကိုအံ့ဩစရာပါပဲဗျာရွာတဲ့ကောင်နန္ဒာဘာဝတော့မကောင်းဆိုးဘာတော့ဝင်ပြီဆိုရင်လူထက်ပိုပြီးကြောက်တာကခွေးတွေပဲဗျာဒီကောင်ကြီးကြောက်တာမှပုံစရာမရှိအောင်ကိုကြောက်တာဗျို့အခုလဲခွေးတွေတည်းအီးနဲ့ဟိုတိုးဒီတိုးလုံနေကြပြီဗျာအင်းနွားတွေခွေးတွေဒီလောက်ကြောက်လန့်နေတော့တိတ်မကောင်းဘူးကိုညင်ရွာတဲ့ကောင်မကောင်းဆိုးဘာဝင်ပြီထင်တယ်ဟဲ့စက်တန်နေလဲကြားနေရပါလားဘေးကစက်တွေဝင်ဆဲပြီထင်တယ် ဟာတန်ချောင်းနေဆက်မပြတ်ခောက်ပြီပြို့ဟောလူတန်နေကြတယ်လူတွေထွက်လာကြပြီထင်လဲကြကျုပ်လည်းထွက်ခဲ့တယ်ကိုကြီးတာဒီကျုပ်လှည့်ကြလိုက်တော့ကြည်ဆွေးဆိုရဲကောင်းဗျကျုပ်တငယ်ချင်းကြည်အေးရဲ့ညီဟာကြည်ဆွေးကျုပ်ကိုကြီးတာဒီကိုတွေ့လို့လိုက်လာတာဗျပြောပြရရှိတော့အေးပြောလေကြည်ဆွေးဘာများတော့ကျုပ်ကင်းကကင်းတွဲတဲ့အထဲမှာပါတယ်ဗျအေးဟုတ်လားမင်းကဘယ်ကင်းနေများတော့တောင်ပိုင်းကလမ်းဆောင်ကင်းတဲမှာဗျဟာဒါဆိုရင်တန်ချောင်းစခောက်တာမင်းတို့ပေါ့ ဟုတ်တယ်ကိုကြီးတာလေကျုပ်ကျုပ်တို့ကင်းရစခောက်တာကျုပ်တို့ခောက်တန်းကြမှာအရှိပိုင်းကခောက်တာပြီးတော့မှကျန်တဲ့ကင်းတဲ့တွေကခောက်ကြတာဟေးမင်းတို့ဘာမြင်လိုက်လို့တော့ကွာကြည်ထွေးရပထမတော့မမြင်ရဘူးဗျခွေးတွေဤတဲ့တန်တွေနွားတွေနှာမှုတ်တဲ့တန်တွေပဲကြားရတာနောက်တော့အိမ်ခေါင်းမှုတော့ပေါ်တွေမှာပြေးတော့တာပဲဗျာကျုပ်လည်းတန်ကြရင်တော့ကိုပြေးလာပြီးကြည်တာကိုကြီးတာတွေလေဟုတ်လားကွာဘာမြင်ရအောင်ကြည်ထွေးရပထမတော့မမြင်ရဘူးဗျာ အတန်ကြီးကဘိုးကြီးမောင်တို့ခေါင်းပေါ်ကိုရောက်သွားတော့မှမြင်ရတာဗျ။အဖောင်မြင်ရတာတော့လူပုံစံပဲဗျ။အဝတ်စားတော့မပါဘူး။တဘိုးတော့မှလည်းအမွေးမမေးယူအုပ်နေ။အရွယ်ကလူရွယ်ပဲလား။မကောက်ဘူးဗျ။လူထက်နှဆလောက်ကြီးလိမ့်မယ်။ကျုပ်လည်းအိမ်ခေါင်းဘိုးပေါ်တွေမှာပြေးနေတဲ့မဲမဲကောင်းကြီးကိုလည်းတွေ့ရော။ကင်းနဲ့ကိုပြန်ပြေးပြီးကင်းနဲ့မှာကြံခဲ့တဲ့ဂျပုနဲ့အောင်မြကိုပြန်ကြောင်းခေါက်ခိုင်းလိုက်တာဗျ။နောက်တော့ဒီကောင်းကြီးကအိမ်ခေါင်းဘိုးပေါ်မှာမပြေးပဲလမ်းနေပေါ်မှာရှောက်ပြေးရောဗျို့။ မင်းတို့မြင်ရလားကွာရှိတ်ခနဲ့ရိတ်ခနဲ့ပဲမြင်ရတာဗျကျုပ်တို့ကင်းတဲ့အကျပုတို့အောင်ရတို့လည်းမြင်လိုက်ကြသေးတယ်ဒီမှရင်ကျုပ်တို့လည်းတန်ချောင်းကိုခက်ဆက်စစ်ခောက်ရတော့တာပေါ့ဗျာအိမ်ကြီးကလူတွေတုံးဆွဲတားဆွဲနဲ့ဓာမီတွေတဝင်းဝင်းထိုးပြီးထွက်လာတော့မှအဲ့ဒီမမဲကြီးပျောက်သွားတာဗျာနို့နေပေါင်းကွာကြီးဆွေးရငါချက်တန်နေလဲကြားလိုက်ပါတယ်ဘာဖြစ်တာတော့အဲ့ဒါတောင်ပိုင်းကကိုအောင်တက်တို့ဝိုင်းနေရအိတ်တန်းတက်နေချက်သုံးကောင်ကိုဝင်းပြီးဆွဲသွားတာလေဗျာဟေးတုံးကောင်လုံးဆွဲသွားတာလား ကြည့်ရွှေရဟုတ်ပါဗျာအုံးကောင်လုံးဆွဲသွားရုံနဲ့မဟုတ်ဘူးဗျို့လမ်းလျှောက်ဆားသွားပုံရတယ်ဗျလမ်းပေါ်မှာကြက်မွေးတွေတွဲဆက်တွေကြာကြံဖြစ်တာကိုကြည့်တာလေးကကျုပ်တို့ရတဲ့လူတွေကတော့ဒမ်မီတဝင်းဝင်းနဲ့ရွာထဲပတ်နေကြရောဗျို့ကျုပ်လည်းကြည့်ရွှေပြောတာပြေဆုံးနေပြီဆိုတော့ဆက်ပြီးတော့မသွားတော့ပဲအိမ်မက်ပြန်လာခဲ့ရောဗျဟက်တာတွေဟက်တာတွေဘာဖြစ်နေရတော့အမေနဲ့အဘကငုတ်တုတ်ကလေးတွေထိုင်းပြီးကျုပ်ကိုစောင့်နေကြတာဗျ အမေလိတ်ထားတဲ့ပြောင်းမှုဖက်ဆိတ်လိတ်ကြီးတွေတယောက်တလေဖွာလို့ပေါ့ဗျာ။ဟွာကြည်ချွေးတို့ရွာတောင်ပိုင်းကစပြီးခောက်တာမေးရ။အိမ်ခေါမိုးပေါ်တွေမှာရှောက်ပြေးနေတာဆိုပဲ။ဟေးဘာကောင်ပြေးတာရော။အဘာကောင်မှန်းတော့မသိဘူးတဲ့အမေကကြည်ချွေးပြောတာတော့လူရဲ့နှစ်ဆလောက်ရှိတယ်ပြောတာပဲ။လူပုံစံပဲတဲ့။တကူတော့အမေမမေကြီးတွေအုပ်နေရတဲ့။မထမ်းမတော့အိမ်ခေါမိုးပေါ်တွေမှာရှောက်ပြေးနေရတယ်ဗျ။ဟေးနေပါလူလေးရဲ့အိမ်ကြီးကတလုံးနဲ့တလုံးကတ်နေရမှာမဟုတ်တာဘလို့လို့ပြီးအိမ်ခေါမိုးပေါ်တွေပြေးတာရော။ ခုံကူတာရှိမှာဘောဘာလူမှမဟုတ်တာနန္ဒဘာဝပဲဟာအေးဒါလည်းဟုတ်သားပဲအဘကပြောပြီးတော့ပြောင်းမှုဖန်စိတ်လိုက်ကြီးကိုမီဒီယာရဲ့နဲ့ဖြွားနေပြန်ရောဗျာနောက်တော့ရွာလန်းနေမှာပြေးရင်းနဲ့ကိုအောင်တစ်တော့အင်းကကျက်သုံးကောင်ဝင်ဆွဲသွားဆိုပဲဟေးကျက်သုံးကောင်တော့ဆွဲသွားတာလားအမေကအန်အော်ပီဝင်ပြောတယ်ဗျအဘကတော့ခေါင်းငင်းငင်းနဲ့လှုပ်နေတယ်။သူ့တို့သားဖာတွေပြန်မအိတ်တော့ပဲမနဲ့၃နာရီထိုးနေပြီဗျ။နောက်နေ့ရောက်တော့ တရားလုံးဒီကြောင့်ပဲပြောနေတော့တာပေါ့ဗျာခိုးဝိုင်းနဲ့စုစုဒီဝိုင်းနဲ့စု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 နဲ့ညကအကြောင်းပဲပြောနေကြတာဗျာတကြီးဦးဖို့ထင်းရဲ့အမိန့်နဲ့အစိမ်းကောင်းတွေကရွာထဲမှာကင်းပြန်တွေ့ကြတယ်ဗျကင်းကိုနှစ်မျိုးခြားတာဗျလှဲကင်းနဲ့ထိုင်ကင်းပေါ့ဗျာရွာလမ်းတိုင်းမှာလှဲကင်းတွေခြားတာတာဗျထိုင်ကင်းမှာနှစ်ယောက်ပဲထားတော့တာလှဲကင်းနှစ်ယောက်မှာတစ်ယောက်ကဒမ်မီနဲ့လက်နက်တစ်ခုကင်ပေါ့နောက်တစ်ယောက်ကတော့တန်ချောင်းခေါ်ဖို့ကင်ရတာဗျည၈နာရီကျော်ကလေးကအဆအေးတာဗျို့ ညမိုးချုပ်စာအေးထက်တစားလောက်ပိုးတက်လာတာပဲဗျာဝိုင်းနေမှာလေယောက်ျားရိစုပြီးမီးလုံပြီးအကျန်းတော့ကြလက်ဖက်စားကြနဲ့မအိတ်ကြဘူးဗျအားလုံးသိမြင်ထားကြတာကျုံနဲ့အဖနဲ့လည်းမအိတ်ကြဘူးဗျဘာများဆက်ဖြစ်လာအောင်လဲဆိုပြီးစောင့်နေကြတာအမေကတော့ဆက်နေနေထိုးလို့ဆိုပြီးအိတ်ရတယ်ဝင်လှဲနေပြီဗျကျုပ်တို့သားဖာလည်းဆောင်ကြီးတွေချုံပြီးထိုင်နေကြရတာအကျန်းပူပူလေးတောက်လိုက်ကျုပ်ကငကားစေးပေါ့လေလေးကလေးဖွာ အဘကပြောင်းမှုစိတ်ပဲလေကြီးဖွာလို့ပေါ့ဗျာ။တကောင်တော့ရောက်ပြီဗျ။အခုထီတော့ငြိမ်နေတော့မယ်။ရွာတွေကလူတွေလည်းမအိပ်ဖဲစောင့်နေကြတာဗျို့။ဟိုဝိုင်းဒီဝိုင်းကစကားကြံနေခက်တက်တဲ့ကြားနေရတော့ဗျ။ဟာခောက်ပြီဗျို့။တန်းချောင်းခောက်ပြီ။တောင်ပိုင်းကစတာပဲဗျ။မီးဟေးမီးမီးရေပုံးနဲ့ခက်ခဲကြ။ဟာမီးဆိုပါလားတာတွေပြေးတဲ့ပြေးတဲ့မင်းမြဲ။ကျုပ်လည်းရေပုံးနဲ့ရေခက်ပြီးတောင်ပိုင်းကိုဆွတ်ပြေးရတော့ဗျာ။ကျုပ်လိုပဲဝိုင်းနိုင်ကလူတွေရေပုံးနဲ့ပြေးထွက်လာကြရတော့ဗျာ။ ဗမာတော့ဟာမီးလောင်တာဘယ်သူပိုင်းလုံးပြရာလုံးကိုစူညံနေတာပေါ့ဗျာကျုပ်တို့အညာသားတွေကြောက်ဆုံးကမီးပဲလေဗျာမိမတန်နေရော ကလင်းငိုတန်နေရောချက်ချုပ်ကိုညံနေတာပေါ့ဗျာနှံပြီဆုပ်တို့ဝိုင်းมาတယ်ဟိနှံပြီဆုပ်ဆိုတဲ့ကောင်ကကျုပ်ခင်၅နှစ်လောက်ငယ်တယ်အကောင်သေးသေးလေးဗျထွားလဲထွားမလားဘူးဒါကြောင့်ဒီကောင်ကိုတရွာလုံးကနှံပြီဆုပ်ပဲခေါ်ကြတာဟုတ်တယ်ဗျကျုပ်တောင်ပိုင်းရောနှံပြီဆုပ်တို့ဝိုင်းနေမှာမီးတွေတောက်နေတာဗျဟာအဆမ်းမလားဗျ ီးတာမြေကြီးမှာလောင်းနေတာဗျနဲနဲ့မီးတောင်ကြီးမဟုတ်ဘူးလူတရက်ကြော်ကြော်လောက်ကိုတက်နေတာအဝိုင်းကတော့ဆယ်ပေပက်လေးတောင်ရှိမယ်အဲမြေကြီးပေါ်မှာလောင်းနေတာဗျအစာဦးတွေကိုလောင်းတာမဟုတ်ဟာရေပုံးနေနဲ့ဝိုင်းပက်ကြတာမီးကနဲနဲ့မှကိုတုံမတော်ဘူးဗျဟာဒါဘာမီးတော့ကွာအရင်နဲ့လောင်းတာလည်းမငြိမ့်ပါလားပြီးတော့မီးတော့ကဘာရှိလို့တော့မီးပြောင်းမှဒီတန်းကြီးကိုထထောက်ပါရောလား ကျုပ်လည်းကြောင်ပြီးကြည့်နေမိတာပေါ့ဗျာကျုပ်လည်းရွာထဲကပြောတဲ့သူတွေလိုမျိုးပဲအံ့ဩနေတာဗျာဟာကျုပ်တွေးမိပြီပြို့ဒါရိုးရိုးမီးမဟုတ်ဘူးဗျာပုံနာကမီးဗျာအလိုလိုထထောက်တာကျုပ်လည်းဘေးမှာအိမ်နဲ့အမြင်ဆွဲထားတဲ့တင်းဆုံးစေးတော်ကိုကြပြကြရထုတ်ယူပြီးကျုပ်ဆွဲလာတဲ့ရေပုံးမှာလက်သေးနဲ့နည်းနည်းချစ်ထည့်လိုက်တယ်ပြီးတော့ရေတွေကိုလက်နဲ့မွေးလိုက်တယ်ဖဲကြဖဲကြကျုပ်ပတ်မယ်ဟာတာတီပါလားလုံဆန်းမအောင်ဟာတာတီရဒါဘာဖြစ်လာတော့ဟာကျုပ်ရှိကလူတွေကဘေးကိုဖဲပေးကြတယ် ကျုပ်ကရေပုံးကြီးဆက်ပြီးမိတော်ကြီးတွေကိုလှမ်းပစ်လိုက်တယ်။ဟောငိမ့်တော်ပြီပြုတ်။ကျုပ်ဘာမှမပြောတော့ပဲကျုပ်ဆရာတော်เจ้าကိုတန်းပြေးရတော့တာပေါ့ဗျာ။ဆရာတော်စီရောက်တော့အကျိုးเจ้าကိုခတ်တုတ်တုတ်ရှောက်ပြီးတစ်ဆုံးတောင်မွေးကိုတောင်းလိုက်တယ်။ဟာမြောက်ပိုင်းကခောက်ပြန်ပြီပြုတ်။လူတွေမြောက်ပိုင်းကိုဆွတ်ပြေးကြမှာမြည်ပြုတ်။မြောက်ပိုင်းကတင်ဝိုင်းတို့ဝိုင်းထဲမှာလောင်ရမ်းပြီးဟေး။ကျုပ်လည်းရှေ့ကပြေးတဲ့လူတွေကိုအမိလိုက်ရတာပေါ့ဗျာ။ အလေးလေးချစီနေရောကျုပ်ဆေးမွေပေးမယ်ရေပုံးပေးရေပုံးပေးကျုပ်ကလေးလေးချစီရဲ့ရေပုံးနဲ့ကိုဆရာရဲ့တိဆုံးတောင်းမွေးနဲ့မှုတ်ပေးလိုက်တယ်။ရပြီလေးလေးရပြီအဲ့ဒီရေနဲ့သွားပြတော့အတင်ဝင်းတို့ဝိုင်းမှာလဲနှံပြီးဆုပ်တို့ဝိုင်းလိုပဲမြေပြောင်ပြောင်ကနေမိတွေထထောက်တာဗျ။ဟေးဖဲကြတဲ့ဖဲကြတဲ့မင်းတို့ရေနဲ့ပက်လို့မရဘူးကွာဒါတာတေးဆေးမွေထားတဲ့ရေဖဲဖဲငါပက်မယ်။လေးလေးချစီကသူ့ရေပုံးကိုလွှဲပြီးအားနဲ့ပက်ချလိုက်တာမိတော်ကြီးငိမ့်သွားရောပြို့တာတေးဒါဘလို့ဖြစ်တာရောကွာ။ ကျုပ်ကိုဝိုင်းမိကြရောပြောအားလုံးလည်းလန့်နေကြပြီဗျကျုပ်ပြောပါဘကောကျုပ်တို့ညာသားတွေကအကြောက်ဆုံးကမီးပဲဗျအကျုပ်ထင်တာတော့ဒါပုံတကမီးလို့ထင်နေဗျဟေးပုံတကမီးကဘလို့ဖြစ်ပြီးတို့ရွာကို ရောက်လာတာတော့တာတေးရဲ့အကြောင်းရှိမယ်ဘာတို့ရဲ့အခုတော့ကျုပ်လည်းတရားမသိသေးဘူးကဲဘာတွေလို့လာကြရေတွေကိုကျုပ်ဒီဆင်းနဲ့မှွေပေးထားမယ်ကျုပ်ကရေပုံးလေးတွေကိုဆရာတော်ရဲ့စိတ်တော်မွေးနဲ့မှွေးပေးလိုက်တယ်။ကျုပ်ရေပုံးတွေမှွေးလို့ပြီးရုံမရှိသေးတယ်။ဟာခောက်ပြန်ပြီ ဒါနောက်ပိုင်းကကွာလာရေးပြေးရဆို့ကျုပ်တို့ရွာသားတွေလည်းရေပုံးတွေကိုစီဆွဲပြီးရွာနောက်ပိုင်းကိုပြေးကြပြန်ရောပြုကျုပ်လည်းပြေးရတာပေါ့ဗျာဘယ်မှာတော့ဗျာလောင်လောင်ပါတော့ဘယ်မှာဘယ်မှာလောင်လာတဲ့ဖိုးတင်မောင်တို့ဝိုင်းဟေးဖိုးတင်မောင်တို့ဝိုင်းဟာဟုတ်ပါဗျာကျုပ်ရောက်တော့တယောက်ကဆေးကျုပ်ဆင်းမွေပေးထားရေရင်နဲ့ပတ်လိုက်တာမိတော့ကြီးငိမ့်သွားရောဗျာတော်ပါသေးရဲ့ကွာတတိကယ်ပြီလို့မဟုတ်ရင်တေရလုံးပြုတ်လောက်တယ်ဟာရာရှိပိုင်းကခောက်ပြန်ပြီ ီတခါတော့ကျုပ်ရှိတုံးကရောက်သွားတာပြို့အကြီးမဲလုံးတို့ဝိုင်းမှာထထောက်တာဗျကျုပ်နောက်ကရေဘုံကြီးတွေနဲ့ပြေးဝင်လာတဲ့လူတွေရဲ့ရေဘုံတွေကိုလည်းကျုပ်ကဆရာတော်ဆေးတောင်ဝင်နဲ့လိုက်မွေပေးရတာပေါ့ဗျာငိမ့်သွားပြီဗျို့မိတော်ကြီးဝုန်းကနဲ့မြည်ပြီးငိမ့်သွားပြီတတ်တည်းရေငါတို့တွေကတော့ဒီညအဲ့ရမှာမဟုတ်တော့ဘူးထင်တယ်ဟေ့ဟုတ်တယ်ကိုကြီးဖိုးတော်ရေချမ်းရတယ်ကြားတယ်ဗျာလူတွေကလည်းရေဆွဲသားနဲ့ခိုက်ခိုက်တုံနေကြပြီဗျတောင်ပိုင်းကခောက်ပြန်ပြီဟေးပြေးကြဟေးပြေးကြဘာသူ့ဘိုင်းတော့ဟာ တောင်ပိုင်းပြီးတော့အလဲပိုင်းအလဲပိုင်းပြီးတော့အရှေ့ပိုင်းနောက်ပိုင်းမြောက်ပိုင်းအိုးတညာလုံးပတ်လောင်နေတော့တာပဲဗျာကျုပ်တို့မပြောနဲ့ဒီဖြစ်မျိုးကိုကျုပ်တို့ရွာကအသက်အကြီးဆုံး96နှစ်ရှိနေတဲ့ဘိုးတွေးလာတို့အဖိုးကြီးတောင်ဒါမျိုးတစ်ခါမှကြားလည်းမကြဘူးကျုံလည်းမကြုံဘူးလို့ပြောတာဗျာမြည်ပြောင်ပြောင်မှဝုန်းကနဲထထောက်တဲ့မိကမနဲ့၄နာရီလောက်ရောက်တော့မှညင်းတော့တာပြောဒါပေမဲ့ကျုပ်တို့ရွာသားတွေကတော့ရေပုံးတွေကိုစီနေမိုးစင်စင်လေးနဲ့ဒီခက်ခိုက်တုံပြီးကင်းဆောင်နေကြရတော့ပေါ့ဗျာ မိုးလင်းတော့မှအိမ်ပြန်ပြီးရောက်ခဲ့တော့တာအဘနဲ့အမေလည်းတညာလုံးမကြပါဘူးဗျတရွာလုံးဒီတော့စူးပွက်နေမှာတော့ဘသူကအိပ်ပြောင်းမှာတော့ဗျပြီးတော့ဖြစ်တဲ့ကိစ္စကအမီးရင်းလေဗျတရွာလုံးပြဖြစ်သွားနိုင်တဲ့ကိစ္စဗျကျုပ်လည်းတညာလုံးပြေးလာထားရတော့အိယာနဲ့ဝင်လိုက်တာနဲ့အိပ်ပြောင်းသွားလိုက်တာအမေလာတို့မှကိုနိုးတော့တာပဲဗျဟဲ့တာဒီဖတ်ထည့်ပြီးသမီးလေးပါလေစောင်းလေဟမ်ဘယ်ချိန်ရှိပြီတမ်းလေညနေ3နာရီအောင်ထိုးပြီဟဲ့ဗျာဒီလောက်တောင်ရှိပြီလား ျုပ်အိယာကကြပြကြရထပြီးထမင်းကိုခတ်တုတ်တုတ်စားလိုက်တယ်။အချိန်တော်နေနေပြီဗျ။ခဏနေတော့ကြောက်ခဲနဲ့တမ်မဏိတို့ရောက်လာကြတယ်။သူကတမ်မဏိကိုကြက်ဝဲခိုင်းတယ်။ကြောက်ခဲကိုမိလောင်ကုန်းကနှဲ့ဝင်နေဒေါထုံးကိုခေါ်ခိုင်းလိုက်တယ်။တကယ်တော့ဒေါထုံးကငွေရင်းကုန်းကဗျ။သူ့သားအိမ်တော်ကြပြီးမိလောင်ကုန်းကိုပြောင်းနေတော့သူပါမိလောင်ကုန်းကိုလိုက်လာတာ။ကျုပ်တို့အတွက်ကတော့ပုံနှီးတော့တာပါဗျာ။ကိုကြည့်တာလေဒေါထုံးအတွက်တော့မပုံနဲ့ဗျ။ဒေါထုံးကျုပ်တို့ရွာကိုရောက်နေတယ်။ညကလေးကသူရှိတယ် ကျုပ်တို့ဖြစ်တာတွေဒေါထွန်းအားလုံးတည်တယ်အခုလေဒေါထွန်းကကျုပ်ကိုဒီညတော့ကိုတာတီတခုလုံးလိုက်မထင်လဲတဲ့ကိစ္စရှိရင်ငါ့လာပြောကြားလာကြောက်ပြောငါနှင်းကြီးလေးလုံးချီလို့အိမ်မှာရှိတယ်လို့ပြောလိုက်တယ်ဗျအဲ့ဒါပြောရင်ကိုကြီးတာတီတခုလုံးရင်ကူပြီးလုပ်ပြအောင်လာလားဗျအော်အေးဒါဆိုရင်လည်းမင်းမှာတန်မဏိနဲ့လိုက်တော့လေကွာပြီးရင်ငါပြောဖက်ပါခုတ်ခဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီကိစ္စတွေကိုဒီကောင်နှစ်ကောင်လုံးနေကြပဲဗျအားလုံးကိုတိနေပါပြီကျုပ်ကဝိုင်းထဲမှာမီးပွေပြီးထမင်းဥတည်ထားလိုက်တယ် ပြီးတော့ငရုတိထောက်ထားတယ်။ကြောက်ခဲတို့နေ့အောင်ကြက်ဝယ်ပြီးပြန်လာတော့ကျုပ်သမီးအိုကစူတောင်းနေပြီ။သမီးအိုကျက်တော့ဟင်းအိုကျက်တော့ညနေ6နာရီလောက်ရှိပြီ။ဆောင်းနေဆိုတော့အမောင်သာဆော့တာပေါ့ဗျာ။ကြောက်ခဲနဲ့တမ်မဏိကဘာအမေကအိမ်မှာသမီးကြွေးတယ်။ကျုပ်အိမ်နေကလေးကအမေကကျက်သားတအိုးချက်ထားတာဗျာ။အိမ်မှာဟင်းစီတော့ကြောက်ခဲတို့ကဘာသမီးကြွေးတာပေါ့ဗျာ။ကြောက်ခဲနဲ့တမ်မဏိကလည်းကျုပ်တို့အိမ်မှာစားနေကြပါ။ည7နာရီဆိုတော့ကျုပ်တို့ရတလေးတော့မိုးတော်တော်ချုပ်နေပြီဗျ။ ဒေါ်ထွန်းကိုခေါ်ပြီးကြုတ်ရဲကြောက်ခဲ့တဲ့တန်မဏိရဲ့ထဏောင်းမိုးတင်းကြိုင်ကိုလာခဲ့တယ်။ကျောင်းမကြီးရဲ့အုပ်ဘူးကြီးပေါ်မှာငပြော့ပဲခင်းပြီးကြောက်ခဲထန်းလာတဲ့ထမင်းနောင်းနဲ့ကထမင်းနေဟင်းတွေကိုတတိချာချာပြင်လိုက်တယ်။စက်သားဟင်းရဲ့မဆလာနဲ့ကတင်းကြိုင်ကုန်းတစ်ခုလုံးကိုခွေးသွားတာပဲဗျ။